ခါးကအယမ်းနာတယ်ဘိုင်းကအယမ်းနာတယ်ကြောက်ကက်နေရာမှာအယမ်းကိုနာနေတယ်စီးတွားရင်ပူနေတယ်ကျင်နေတယ်စီးတွားရတာနာတယ်စီးကြံ့နေတယ်ဒီလိုမျိုးတွေခံစားရဖူးလားဒီလိုမျိုးဝေဒနာလက္ခဏာတွေရှိပြီဆိုရင်တော့ဒါကကြောက်ကက်မှာကြောက်တဲ့တာလည်းဖြစ်နေနိုင်တယ်အဲ့တော့ကျွန်တော်ဒီဗီဒီယိုမှာပြောပြပေးမယ့်အချက်တွေကတော့ဒီစီလန်းချောင်းကြောက်တဲ့တဲ့အခါကျရင်အိမ်မှာပဲကုတလို့ရတဲ့နီလန်း၁၀မျိုးကိုတေချာလေးပြောပြပေးမယ် ကြောက်ခဲကြောက်လိုက်တာကကျွန်တော်တို့မြန်မာနိုင်ငံမှာအဖြစ်များတဲ့ယောဂတစ်ခုပါအထူးသဖြင့်ကျွန်တော်တို့နိုင်ငံကပူပြင်းတဲ့ယာဒီဥတုရှိတဲ့အတွက်ကြောင့်မလို့ခန္ဓာကိုယ်မှာရေဓာတ်ခံချောက်ပြီးတော့ကြောက်တယ်ရတာပို့ပြီးတော့များတတ်တယ်အဲ့ဒါအောင်မှာရေတောက်နေတဲ့ခါကျရင်ပို့ပြီးတော့ကြောက်တယ်တာဖြစ်တတ်ပါတယ်အခုကျွန်တော်ပြောမယ့်အချက်တွေကတိတ်ပန့်နီးချာအထောက်ထားရှိတဲ့အချက်တွေဖြစ်ပြီးတော့မိတ်ဆွေအနေနဲ့အိမ်မှာပဲကုသနိုင်တဲ့နည်းလမ်းတွေကိုတစ်ခုချင်းစီရှင်းပြပေးမယ်ဒီ၁၀ချက်ကိုမပြောခင်မှာတတိထားရမှာကအခုကျွန်တော်ပြောမယ့်နည်းလမ်းတွေက ကြောက်မှုံလေးကြောက်ခဲအတီလေးတွေအတွက်ပဲဖြစ်ပြီးတော့အကယ်၍ကြောက်တဲ့တာက အရန်ကိုအရွယ်အစားကြီးမားတယ်ဆိုရင်တော့ကျွန်တော်တို့စေယုံစေခမ်းမှာတေချာလေးကုတမှုခံယူတတ်တယ်အဲ့တော့ကြောက်ကကြောက်တယ်ပြီဆိုရင်တော့ကြောက်ကအရွယ်အစားဘလောက်ပဲဖြစ်ဖြစ်အရန်အရေးကြီးတာကရေတောက်ဖို့လိုပါတယ်ရေတောက်တာကပထမဆုံးနဲ့အရေးကြီးဆုံးကုတမှုတစ်ခုပါကျွန်တော်တို့တော်တော်များများကဒီကြောက်ကကြောက်တယ်တာပဲဖြစ်ဖြစ်စီလန်းချောင်းပြဿနာတစ်ခုခုရှိနေပြီဆိုရင်ရေတောက်တာကိုဂယုမဆိုင်တတ်ကြဘူးပေါ့နော်အဲ့ဒါကြောင့်မလို့ကျွန်တော်တို့က ောက်ကကြောက်တဲ့တာမျိုးတွေရှိပြီဆိုရင်ကြောက်မုံလေးတွေရှိနေပြီဆိုရင်နေ့စဉ်ရေက2လီတာကနေ3လီတာလေးတောက်ဖို့လိုတယ်။စီးအယောင်ဖြော့တဲ့အထိနော်စီးအယောင်ကြည်လင်တဲ့အထိကိုရေတောက်နေဖို့လိုတယ်။ပြီးရင်ပူပြင်းတဲ့နေ့တွေမှာဆိုရင်နော်ရေကို3လီတာ4လီတာလောက်ထိတောက်လို့ရပါတယ်။ရေတက်မှုပလင်းနဲ့ဆိုရင်နော်2ပလင်း3ပလင်းလောက်ထိပုံမှန်လေးတောက်ပေးဖို့လိုအပ်ပါတယ်။နောက်နံပါတ်2ချက်ကတံမြာရေတို့လိမ္မော်ဒီဖြော့ရေတို့လည်းတောက်လို့ရပါတယ်အဲတော့တနေ့ကိုတစ်ခွက်လောက်တောက်ပေးမိဆိုရင်ရတယ်တကြားတော့အများကြီးထည့်လို့မရဘူး ဒီတံမြာဒီတို့လိမ်မော်ဒီတို့ထဲမှာပါတဲ့ citrate ဓာတ်ကဒီကျွန်တော်တို့ဥလမ်းကြောင်းထဲမှာရှိတဲ့ကယ်ဆီယမ်နဲ့တွားပြီးတော့ပေါင်းဆက်လိုက်တယ်ပေါင်းဆက်ပြီးတော့ဒီအညစ်ခြေတွေအနေနဲ့ဆင်ဆွန့်ထုတ်လိုက်တယ်အဲ့တော့ဒီနီးအားဖြင့်ကျွန်တော်တို့ခန္ဓာကိုယ်ထဲမှာရှိတဲ့အစားလိုက်တဲ့အစားစားထဲမှာရှိတဲ့ထုံးဓာတ်တွေကခန္ဓာကိုယ်ထဲကိုမရောက်တော့ဘဲနဲ့ကြောက်တဲတာကိုလည်းအတိုင်းအတာတူတူကာကွယ်ပေးတယ်ပေါ့နော်ဒါကြောင့်မလို့ဒီလက်ဆက်တဲ့တံမြာရေတို့လိမ်မော်ဒီဖြော့ရေတို့ကိုတောက်ဖို့လိုတယ်တခြားမများတော့ထည့်လို့မရပါဘူး နောက်နံပါတ်3ကတော့ဖျဲဒီဖြော်ရည်ဖျဲဒီကိုပဲစားစားဖျဲဒီကိုဖြော်ရည်ပဲလောက်တော့ရတယ်သူကကြောက်ကဲကြောက်တွေကိုကြွသွားစေနိုင်တဲ့အစွမ်းတွေရှိရလို့ပြောထားတယ်ပြီးရင် C ရဲ့ pH level ကိုလည်းမြင့်တင်ပေးရလို့ပြောတယ်ဗောနော်တနည်းအားဖြင့် C ကို alkaline ဖက်ဖြစ်အောင်လုပ်ပေးတယ်ဗောနော်ပြီးရင် potassium ပါဝင်မှုလည်းများတဲ့အတွက်ကြောင့်မလို့အကယ်၍ငကူကလေးကကြောက်ကဲအရန်အခြေအနေစိုးနေတဲ့သူဆိုရင်တော့ဒီဖျဲဒီကိုတော့မစားတင်ဘူးဗောနော်တာမန်လူတွေအတွက်ဆိုရင်တော့ဖျဲဒီဖြော်ရင်မများတောက်မယ်ဆိုရင်တော့ ဖျက်ဒီမများစားမယ်ဆိုရင်တော့ကြောက်ကကြောက်တဲ့တာကိုကာကွယ်နိုင်တယ်ကြောက်တွေကိုကြတော့စေနိုင်တယ်ဗောနော်နောက်နံပါတ်၄ကပင်စိန်ရွက်အဲတို့ကလည်းပဲကြောက်ကကိုကာကွယ်စေနိုင်တဲ့အစွမ်းတတိရှိတဲ့သူစီမှာအန်တီအောက်ဆီဒန့်လို့ခေါ်တဲ့ဓာတ်တူစန့်ကျင်ပစ္စည်းတွေပါတယ်တဘာဝစီစည်းအနေနဲ့လည်းအသုံးပြုနိုင်တယ်ဗောနော်ဒါကြောင့်မလို့ပင်စိန်ရွက်ကိုလည်းနေ့စဉ်စားတုံးပေးမဲ့ဆိုရင်ကျွန်တော်တို့ကြောက်တဲ့တာကိုလည်းအတိုင်းအတာတစ်ခုထိရှော့ချပေးနိုင်တယ်နောက်တစ်ခုကတလဲဒီဖြော့ရည်ဒီတလဲဒီဖြော့ရည်ထဲမှာအန်တီအောက်ဆီဒန့်တွေပါတယ်ပြီးရင်ကြောက်ကရောင်နာတွေကိုလည်းရှော့ပေးတယ် ကြောက်တဲ့ဓာတ်တွေကိုလည်းတားဆီးနိုင်တယ်လို့ပြောတယ်။နောက်နံပါတ်6ကခရမ်းချစ်တီဖြောရင်ခရမ်းချစ်တီကိုကြိတ်ပြီးတော့ ဖြော်ရည်လောက်တောက်လို့ရတယ်ကျွန်တော်အဲ့ဒါကိုမနက်စစောမှာတောင်းနိုင်တယ်သူ့ထဲမှာပါဝင်တာက citrate ဓာတ်တွေအများကြီးပါဝင်တယ်သူတို့ကကယ်ဆယ်ရန်ကြောက်တွေကိုတားဆီးပေးတယ်ပြီးရင်ကြောက်တွေကိုပျော်ကြစေနိုင်တယ်ဗောနော်တတိထားရမှာကစားတော့မထင်းနဲ့အကေစားထဲတယ်ဆိုရင်သူကကြောက်တဲ့တောင်ကိုပို့ပြီးတော့ဖြစ်စေနိုင်တယ်ဗောနော်အဲသူ့စီမှာအောက်ဆလိတ်တွေကလည်းပါဝင်တဲ့တော့ကြောင့်မလို့အယမ်းများများတော့တောက်လို့မကောင်းဘူးဗောနော်ခန်းချီတီဖြော်ရည်ကလည်းပဲကျွန်တော်တို့ကြောက်ခက်ကြောက်တဲ့တာအတွက်အကျိုးရှိပါတယ် နောက်နံပါတ်ခုကတော့ဂျုံပင်ငယ်ရွက်လို့ခေါ်တယ် wheat grass ကျွန်တော်တို့ကဂျုံစိလေးတွေကိုအိမ်မှာပဲဒီမှာပုံမှန်ပြထားတဲ့အတိုင်းပဲစိုက်လိုက်လို့ရတယ်ပြီးရင်အဲ့ဒီကထွက်လာတဲ့အရွက်လေးတွေကိုကြိတ်ပြီးတော့တောက်မယ်ဆိုရင်လည်းပဲကြောက်တဲတာကိုရောကြပေးနိုင်တယ်ပေါ့နော်သူကစီးထွက်တာပမာဏကိုလည်းတိုးစီနိုင်တယ်အဝစီးစီးအနေနဲ့အုံပြုပြီးတော့ဒီကြောက်မှုံလေးကြောက်ငယ်လေးတွေကိုကြာစီနိုင်တယ်ပေါ့နော် နောက်နံပါတ်၈ကတော့ကယ်စီယမ်ကိုမှန်ကန်မှန်မှန်ကန်ကန်စားသုံးပေးဖို့လိုတယ်။လူကြီးတွေအတွက်ဆိုရင်တော့ဒီအားစီးအနေနဲ့ ကယ်ဆီယမ်အားစေး1000မီလီဂရမ်ကိုတစ်နေ့တစ်ချိန်တောက်လို့ရတယ်လူငယ်တွေ trend ဆိုရင်တော့ကယ်ဆီယမ်အားစေးတွေတောက်ကြမလို့ဘူး no trap ပစ္စည်းတွေစားတာမျိုး no တို့ဒိန်ခဲတို့စိန်တို့တို့ဒီလိုမျိုးတွေတောက်လို့ရတယ်စားလို့ရတယ်ပြီးရင်အရွက်အစိမ်းတွေများများစားလို့ရတယ်အောက်ဆလိပါတဲ့ဟာတွေနဲ့စားမယ်ဆိုရင်လည်းပိုကောင်းတယ်ပေါ့နော်အဲတချို့တွေကကယ်ဆီယမ်ကြောက်တွေရှိတယ်ဆိုရင်ကျွန်တော်တို့ကဒီလိုမျိုး no trap ကယ်ဆီယမ်များတဲ့အစားအစာတွေစားလို့မရဘူးလို့ထင်နေတယ်တကယ်တမ်းကတော့အဲ့ဒါမဟုတ်ပါဘူး ကယ်ဆီယမ်များတဲ့အစာအစာတွေစားတုံးခြင်းအပြင်ဥလန်းကြောင်းတွေကနေတခါတည်းပဲကြောက်ဖြစ်မဲ့ဟာတွေကဖယ်ထုတ်သွားပေးတာဖြစ်ပါတယ်ကယ်ဆီယမ်စားတာနည်းတယ်ဆိုရင်တော့ဒီစီကြောက်ကြောက်တဲတာကပိုပြီးတော့ဆိုးွားနိုင်ပါတယ်နံပါတ်5ကတော့အစာအတောက်တွေကိုထိန်းသိမ်းဖို့လိုတယ်ကျွန်တော်ပြောခဲ့လို့ပဲစားလျှော့စားဖို့လိုတယ်အတားဓာတ်တွေကိုလည်းလျှော့စားဖို့လိုတယ်အတားဓာတ်တွေကကြောက်တဲတာကိုပိုပြီးတော့အားပေးတယ်ပြီးရင်တကြားတွေကိုလည်းလျှော့စားဖို့လိုတယ်ပြီးရင်လေ့ကျင့်ခန်းတွေကိုလည်းပုံမှန်လုပ်ဖို့လိုတယ်အဝါလွန်အောင်မဖြစ်ရင်အကောင်းဆုံးပေါ့နော် အဲ့တော့ကျွန်တော်ပြောထားတဲ့အချက်၁၀ချက်ကိုပြန်ပြီးတော့အကျဉ်းချုပ်ရမယ်ဆိုရင်တနေ့ကိုရေနဘူးတုံးဘူးတော့တောက်ဖို့လိုတယ်။တံမြားရေးဒါပုံပုံနဲ့လေမော်ဒီဖြော့ရေးတနေ့တစ်ခွက်လောက်တော့တောက်ရင်ကောင်းတယ်။ဒါမှမဟုတ်ဖရဲဒီဖြော့ရေးတောက်မယ်ဆိုရင်လည်းရပါတယ်။ပြီးတော့ပင်စိမ်းရွက်ကိုလည်းကျွန်တော်စားမယ့်အစားအစာတွေထဲမှာထည့်ထားပေးနိုင်တယ်ဆိုရင်အကောင်းဆုံးမှာအပေါ်အဖြော့ရေးတွေမကြိုက်ဘူးဆိုရင်လည်းတလဲဒီဖြော့ရေးကိုတွားပြီးတော့တောက်လို့ရပါတယ်။ဒါမှမဟုတ်ခန်းချီဒီဖြော့ရေးကိုတောက်မယ်ဆိုရင်လည်းရပါတယ်။ပြီးတော့ကျွန်တော်တို့ quick grass လို့ခေါ်တဲ့ဒီဂျုံပင်ရွက်လေးတွေကိုကြိတ်ပြီးတော့တောက်မယ်ဆိုရင်လည်းပဲကျွန်တော်တို့ကြောက်တဲ့တာကိုချိုးချပေးနိုင်တယ် ပင်ကက်ဆီယမ်တွေကိုမှတ်မှတ်ကန်စားလုပ်ဖို့လိုတယ်ကျွန်တော်တို့နွားလို့တောက်တာမျိုးပဲဖြစ်ဖြစ်တိမ်ခဲတွေစားတာမျိုးပဲဖြစ်ဖြစ်ကက်ဆီယမ်ပမာဏကိုလုံလုံလောက်လောက်ဖြည့်တင်ထားဖို့လိုအပ်ပါတယ်အဲ့တော့နေ့စဉ်စားနေတဲ့အစားအစာတွေကိုလည်းကျန်းမာရေးနဲ့ညီညွတ်အောင်စားသုံးပေးဖို့လိုတယ်လေ့ကျင့်ခန်းလေးကိုလည်းပုံမှန်လုပ်ဖို့လိုတယ်အဲ့တော့ကျွန်တော်ဒီမှာပြောခဲ့တဲ့အချက်၁၀ချက်အပြင်အရေးကြီးတဲ့အချက်လေးတွေလည်းရှိတယ်အဲ့ဒါကတော့အကေကိုနာတာခါနာတာဘိုင်းနာတာကအရန်ကိုပြင်းပြင်းထန်ထန်ဖြစ်လာတယ်စီးသွားတဲ့အထဲမှာ ဒီတွေးတွေပါလာတယ်တွေးတစ်စက်နှစ်စက်လေးတွေပါလာတယ်စီကလုံးဝမတွားနိုင်တဲ့အစင်တီဖြစ်သွားတယ်ဒါမှမဟုတ်ဘလုံးမအောင်မနေနိုင်မထိုင်နိုင်အောင် အောင်းနဲ့အဖျားကလည်းတက်လာတယ်ဆိုရင်တော့ဒါကဆေးရုံဆေးကန်းကိုချက်ချင်းတွားရမယ်အခြေအနေဖြစ်ပါတယ်အဲ့တော့နောက်ကျတယ်ဆိုရင်ကိုယ့်ရဲ့ကြောက်ကွက်ကိုတွားပြီးတော့ထိခိုက်နိုင်ခြေရှိပါတယ် ကျွန်တော်ရှိမှလည်းဒီကြောက်ကကြောက်နေတာနဲ့ပတ်သက်ပြီးတော့ပြောပြသွေးခဲ့တဲ့ဗီဒီယိုတွေလည်းရှိပါတယ်အကိမ်းမိတ်ဆွေအနေနဲ့မကြည့်ရသေးဘူးဆိုရင်အဲ့ဒါတွေကိုလည်းတွားကြည့်နိုင်ပါတယ်ပြီးတော့ကျွန်တော်ကြောက်ကနဲ့ပတ်သက်ပြီးတော့ယောဂတွေအကြောင်းကိုစနစ်တကျနဲ့တရားပြပြထားတဲ့ဗီဒီယိုတွေလည်းရှိပါတယ်အဲ့ဒါတွေမကြည့်ရသေးဘူးဆိုရင်တွားကြည့်နိုင်ပါတယ်ဆက်ပြီးတော့ကျွန်တော်ကြောက်ကနဲ့ပတ်သက်တဲ့အကြောင်းအရာတွေကိုလက်တွေ့ကျင့်သုံးလို့ရတဲ့အကြောင်းအရာတွေကိုပြောပြပေးမှာဖြစ်တဲ့တချို့မလို့ကျွန်တော်ရဲ့ channel ကိုလည်း like subscribe လုပ်ထားပေးပါဗီဒီယိုဒီကြည့်ပြီးတဲ့တချို့မလို့ကျေးဇူးတင်ပါတယ်အဆောက်အအုံရရအဆင်ပြေပြီးကြပါစေမင်္ဂလာရှိတဲ့နေ့လေးဖြစ်ပါစေ